မင်္ဂလာပါရှင်ဒီနေ့မှာတော့ manifestation လုပ်တဲ့အခါအဓိကပြုလုပ်ရမယ့် visualization အကြောင်းပြောပြခြင်းပါတယ်မိမိဘဝကိုခုထပ်ပို့ပြီးပြီးပြည့်စုံတဲ့ဘဝကိုရချင်ရင်ဒီ video ကိုအဆုံးထိကြည့်ပြီး like လုပ်ပါရှင်ဒီနေ့ခေါင်းစဉ်က visualization စိတ်ကူးပုံပေါ်ခြင်းသို့မဟုတ်ညင်ညောင်ခြင်းဖြစ်ပါတယ် visualization ဆိုတာစိတ်တက်ခွန်အားဆိုင်ရာ spiritual လေးကျင့်ခန်းတွေထဲမှာအရေးကြီးဆုံးနိလန်တစ်ခုဖြစ်ပါတယ်။ဒီအကြောင်းကိုနားလည်လွယ်အောင်ပြောပြခြင်းပါတယ်။မင်္ဂလာပါ။ဒီနေ့မှာတော့ကျမတို့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့ spiritual visualization အကြောင်းကိုရှင်းပြပေးသွားမှာပါ။ visualization ဆိုတာစိတ်ကူးထဲမှာပုံဖော်ခြင်းလို့အလွယ်တကူမှတ်ယူနိုင်ပါတယ်။ စိတ်တက်ခွန်အားနေပင် spiritual မှာတော့ဒါဟာကိုလိုချင်တဲ့အနာဂတ်ပိုဖြစ်ချင်တဲ့ပုံစံဒါမှမဟုတ်ငြင်းချမ်းတဲ့ခံစားချက်တွေကိုစိတ်ထဲမှာအသေးစိတ်ခံတီးယူခြင်းပဲဖြစ်ပါတယ်ဒါဟာရိုးရှင်းတဲ့အိမ်မက်မက်ခြင်းမဟုတ်ပဲရည်ရွယ်ချက်ရှိရှိနဲ့အာယုံစိုက်ပြီးဖန်တီးတဲ့စိတ်ကူးတစ်ခုပါ ဒါဆိုဘာကြောင့်အရေးကြီးတာလဲကျမတို့ရဲ့စိတ်နဲ့ဦးနှောက်ဟာညီနေရတဲ့အရာတွေနဲ့စိတ်ကူးတွေကအရာတွေကို ခွဲခြားဖို့ခက်ခဲပါတယ် visualization ကနေ descent ကိုလိုချင်တာကို အချိန်ချင်းပုံဖော်တဲ့အခါကျမတို့ရဲ့စိတ်ကအဲ့ဒီပန်းတိုင်ကိုလက်တွေ့လို့စတင်လက်ခံလာပါတယ်ဒီတော့စိတ်ကူးတွေမှာညီအောင်ယုံနဲ့မပြီးပါဘူး ခံစားချက် emotion ထည့်သွင်းဖို့လိုပါတယ်။ကိုယ်ဤမှန်းချက်အောင်မြင်သွားတဲ့အခါဘလောက်ပျော်ရွှင်ကြေနပ်မလဲ။အဲ့ဒီခံစားချက်ကို အခုပဲခံစားကြည့်ဖို့လိုပါတယ်။ဒီလိုဆိုရင်ကိုယ့်ရဲ့စွမ်းရည်တုန်ခါမှု vibration ကပန်းနိုင်နဲ့ကိုက်ညီလာပြီ။အဲ့ဒါကိုလက်တွေ့ဘဝတွေကိုဆွဲခေါ်လာပါလိမ့်မယ်။ Visualization goal ဘလို့လေ့ကျင့်ရမလဲဆိုတဲ့နမူနာနီလန်း၃ခုကိုကြည့်ရအောင်။ပထမနီလန်းကအလင်းရောင်နဲ့ကုသခြင်း healing light ဖြစ်ပါတယ်။တက်တောင်းတက်တာထိုင်ပါ။ဉာဏ်လုံးမိတ်ပြီး။နှွေထွေးတောက်ပတဲ့ရွှေရောင်။ဒို့မဟုတ်အဖြူရောင်အလင်းနှန်းတစ်ခုကခန္ဓာကိုယ်ရဲ့ကိုဝင်ရောက်လာတယ်လို့စိတ်ကူးလိုက်ပါ။အဲ့ဒီအလင်းကကိုယ်ရဲ့ကစိတ်ဖြစ်စီမှု။နာကျင်မှုနဲ့မကောင်းတဲ့စွမ်းရင်တွေကို ဖယ်ရှားပြီးချစ်ချင်းမြတ်တာငင်းချမ်းမှုတွေနဲ့ပြည့်စည်တယ်လို့ညီအောင်ပါဒုတိယနီလန်းကကိုပိုင်ဘေးကင်းရာနေရ safe space ပါစိတ်ထဲမှာကိုယ့်အတွက်အလုံးချုံဆုံးအေးချမ်းဆုံးနေရာတစ်ခုကိုဖန်တီးပါတဘာဝပတ်ဝန်းကျင်တိတ်ဆိတ်တဲ့အခန်းဒါမှမဟုတ်ပုံနှစ်သက်တဲ့နေရာတစ်ခုဖြစ်နိုင်ပါတယ် အဲ့ဒီနေရာရဲ့အနက်အထီးအတွေ့အတန်တွေကိုပါအသေးစိတ်စိတ်ကူးပြီးငင်းချမ်းမှုကိုခံစားပါ တတိယနီလန်းကအနာဂတ်ကိုပိုင်ပုံစံ future self ဖြစ်ပါတယ်၅နှစ်ဒါမှမဟုတ်၁၀နှစ်အကြာမှာသင်ဘလို့ပုံစံမျိုးဖြစ်ချင်ပါသလဲကိုရဲ့အကောင်းဆုံးအအောင်မြင်ဆုံးပုံစံကိုရှင်းရှင်းလင်းလင်းမြင်အောင်ပါအဲ့ဒီအခန်းထဲမှာသင်ကပါရီ ဝတ်ဆင်ထားမလဲဘသူတွေနဲ့ရှိနေမလဲဘလိုမျိုးအောင်မြင်မှုကိုခံစားနေရမလဲဆိုတာကို အသေးစိတ်ကြည့်ပါဒီလေးကျင့်ကြံတွေကိုနေ့စဉ်5မိနစ်မှ10မိနစ်အထိပုံမှန်ပြုလုပ်ဖို့အကြံပြုလိုပါတယ် visualization ဟာစိတ်ကိုအပြုသဘောဆောင်တဲ့အလေးအကျင့်ပေးခြင်းသာမကပဲကိုယ့်ရဲ့ဘဝလမ်းကြောင်းကိုပါ ပြောင်းလဲပေးနိုင်တဲ့စိတ်တက်ခွန်အားနီးလန်းပဲဖြစ်ပါတယ်။တေချာလေးမှတ်ထားရမှာကညီယောင်မှု vision ကစတင်ပြီးခံစားမှု feeling ကအားဖြည့်ပေးကလက်တွေ့ reality ကိုဖန်တီးပေးပါတယ်။မိမိဘဝကို ခုထပ်ပို့ပြီးပြီးပြည့်စုံတဲ့ဘဝကိုရချင်ရင်ဒီ video ကိုအဆုံးထိကြည့်ပြီး like လုပ်ပါရှင့်။ကျေးဇူးတင်ပါတယ်ရှင့်။